ဟိဝင်ရန်ကိုစိုးပြစ်တဲ့စဉ်လိုအပြိုစစ်စစ်လိမ္မာထမြတ်တဲ့မိန်ကလေးနဲ့လက်ထပ်ပေးနိုင်လို့ဂုံယူနေတဲ့မိဘနှစ်ပါးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြောလဲကြိုဆိုလိုက်ပါတယ်မိဘနိုင်ရဲ့အကြီးမားဆုံးစံတာတစ်ခုကတော့ကိုယ့်ရဲ့သားသမီးတွေအိမ်ထောင်ကြားတဲ့အခါမှာနေရာမှန်ရောက်ဖို့ကိုကျင်တရားကောင်းမွန်ပြီးပြည့်ပြည့်စုံတဲ့ဇနီးခင်မွန်ကောင်းတွေကိုရရှိဖို့ပါပဲဒီနေ့မှာတော့သားဖြစ်သူအတွက်ပြည့်ပြည့်စုံတဲ့ချွေးမတစ်ယောက်ကိုရွေးချယ်ပေးနိုင်ခဲ့လို့အတိုင်းမသိဝမ်းသာဂုဏ်ယူနေကြတဲ့မိဘနှစ်ပါးအကြောင်းကိုပြောပြပေးခြင်းပါတယ်။ ဒါကတော့တခြားသူတွေမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ထိတ်တန့်တထေးသားတဦးဖြစ်တဲ့မင်းသားကျော်ဟင်းဝင်းရဲ့မိဘတွေဖြစ်တဲ့ဦးဝင်းကိုနဲ့တော့ဆန်းဆန်းဝင်းတို့ပဲဖြစ်ပါတယ် သူတို့ဟာသားဖြစ်သူနဲ့မင်းသမီးကြောလေးဆိုဖြစ်တဲ့ဇင်တို့ရဲ့မင်္ဂလာပွဲမှာချွေးမပေါ်မှာထားတဲ့သဘောထားတွေကိုပုံမှန်လင်းလင်းနဲ့ပြောကြားလာခဲ့ရပါဒီဇုံတွေရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့နိုဝင်ဘာလတရက်နေ့သူတို့ရဲ့မင်္ဂလာအမှတ်တရနေ့လေးမှာကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပခဲ့တာဖြစ်ပါတယ်ပွဲရဲ့ထူးခြားချက်ကတော့ရန်ကုန်မြို့မှာမုံတိုင်းကျောက်မိုးရီတဲထန်နေခဲ့ပေမယ့်အဲ့ဒီမိုးရီတွေကိုပဲနောက်ခံထားပြီးတော့မြမရိုးရပသိမ်ထီလေးတွေနဲ့ရိုမတိဆန်စွာကျင်းပနိုင်ခဲ့ရပါ သူတို့သမီးလေးဆိုပြတဲ့စဉ်ကလည်းအဖြူရောင်မြန်မာဝတ်စုံတန်တန်လေးနဲ့တန်ဖိုးမပြတ်နိုင်တဲ့ဒေါ်လာတန်းရာချီတန်ဖိုးရှိတဲ့စိန်နဲ့နီလာရတနာအစုံလိုက်ကြီးကိုဆင်မြန်းပြီးတော့တကယ်ကိုစက်တင်ရှိစွာနဲ့လှပနေကြတာတွေ့ရပါတယ်။ဒါပေမဲ့ဒီပွဲရဲ့ခန္ဓာမှုဒီရတနာတွေရဲ့တန်ဖိုးကြီးမှုတွေထက် ပိုပြီးတော့ပရိသတ်တွေစိတ်ဝင်စားသွားတာကတော့ဟင်းဝင်ရဲ့မိဘတွေကချွေးမလီစူပိသင်ပေါ်မှာထားတဲ့အမြင်ပါပဲ။ဦးဝင်းကုန်နဲ့ဒေါ်စန်းစန်းဝင်းတို့မိဘနှစ်ပါးကမီဒီယာတွေကိုအခုလိုပဲဖြေကြားခဲ့ပါတယ်။ပထမဦးဆုံးသူတို့ကသားဖြစ်သူဟင်းဝင်ရဲ့ဟာစိတ်ထားအယံဖြူစင်နေအနေထိုင်ကလည်းတည်ငြိမ်အေးဆေးတယ်လို့ဆိုပါတယ်။ဒီလိုပြည့်ပြည့်စုံတဲ့သားလေးအတွက်သူတို့ဟာဘလို့ချွေးမမျိုးကိုမျှော်လင့်ခဲ့တယ်လဲဆိုတာကိုဆက်ပြောပါတယ်။သူတို့မိသားစုသူတို့မျိုးရိုးရဲ့စီးမြင်တွေဂုံတိတ်ခါနဲ့တတ်တတ်တဲ့အကြမ်းမဲ့ချွေးမမျိုးကိုပဲသူတို့ကမျှော်လင့်ခဲ့ရပါ အခုချိန်မှတော်လိုက်တဲ့ဆိုပြေသင်ကတော့သူတို့လိုချင်တဲ့အရေးချင်းတွေအားလုံးနဲ့ပြည့်စုံနေခဲ့ပါတယ်။ သူတို့ကဆိုပြတဲ့စင်ဟာလိမ္မာရင်ကျေးတဲ့ဖြူစင်နဲ့ပြီးတော့ထက်မြက်တဲ့စားတဲ့အရင်အချင်းတွေရှိတဲ့အတွက်ဒီလိုချွေးမမျိုးကိုသားနဲ့ပေးစားရလို့အယန်းကိုဝမ်းတာဂုံယူမိတယ်လို့ဆိုပါတယ်။ဒါအပြင်သူတို့မိသားစုကအယန်းတန်ဖိုးထားတဲ့အချက်တခုကိုလည်းထက်မှန်ပြီးတော့ပြောကြားသွားခဲ့ပါသေးတယ်။အဲ့ဒါကတော့ဆိုပြတဲ့စင်ဟာအပြိုစင်သမီးရတနာစစ်စစ်လေးဖြစ်နေတာပါ။ဒီလိုမျိုးကိုကျင်တရားပိုင်းမှာဖြူစင်နဲ့လိမ္မာထက်မြက်တဲ့အပြိုစင်မိန်းကလေးတယောက်ကိုချွေးမတော်ခွင့်ရတာကသူတို့သားနဲ့သူတို့မိသားစုအတွက်အယန်းကိုတန်တယ်လို့ပုံ ့လင်လင်တုံ့နှုံးပြောကြားခဲ့ပါတယ်။ဒီလိုပြည်ပြည်ဆောင်တဲ့အရေးချင်းတွေနဲ့ပြည်ဆောင်တဲ့ချွေးမလေးကိုရထားတဲ့အတွက်ကြောင့်ဟိဝင်ရဲ့ရဲမိဘတွေဟာဆိုးပြေတဲ့စဉ်ကိုတစင်းတယောက်လို့မဟုတ်ဘဲသူတို့ရဲ့သမီးအရင်လေးတယောက်လို့သဘောထားပြီးတော့မိသားစုရဲ့အမွေအနှစ်ဖြစ်တဲ့ပရိသတ်တွေမျက်စိကျင်းသွားရလောက်တဲ့ဒေါ်လာတန်းရာချီတန်မိုးရှိတဲ့ယတနာတွေကိုဒါသမီးနဲ့ပဲထိုက်တန်နေဆိုပြီးတော့ဝစ်စင်ခွင့်ပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။ဘာပဲဖြစ်ဖြစ်သားအတွက်လိုအပ်ချက်နဲ့ပြည်ဆောင်တဲ့ဖြူစင်လိမ်မာပြီးတော့ထက်မြက်တဲ့ ပြည့်ပြည့်စုံတဲ့ချွေးမလေးကိုရာလိုအတိုင်းမသိပျော်ရွှင်ဂုဏ်ယူနေကြတဲ့ရောက်ခမတွေရဲ့စကားတွေကတော့တကယ်ကိုထူးခြားခဲ့ပါတယ်။ပြည်သက်ကြီးရောဒီအပေါ်မှာဘယ်လိုမျိုးမြင်မိလဲဆိုတာပြောသွားခဲ့ကြပါအောင်နော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအောင်အနုပညာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။